မင်္ဂလာညချမ်းပါရှင်2014ခုနှစ်ဇန်နဝါရီလ9ရက်ကြာသပတေးနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်မှာပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် နိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်အခက်ရက်စဲရင်းနဲ့ပတ်သက်ပြီးတိုင်းရင်းသားလက်နက်ကန်ခေါင်းဆောင်တွေနဲ့နိုင်ငံတကာတက်သည့်ပညာရှင်တချို့ပါဝင်တဲ့အလို့ယုံဆွေးနွေးပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီကနေ့စတင်ပြုလုပ်နေပါတယ်။ဒီအလို့ယုံဆွေးနွေးပွဲကိုတိုင်းနိုင်ငံလုံးအပြစ်ခက်ရက်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ကဥဆောင်ကျင်းပနေတာပါ။တုံးရကြကျင်းပမဲ့ဒီဆွေးနွေးပွဲမှာနိုင်ငံတကာကငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့လုံနီးလုံဟန်တွေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုနှိုင်းယှဉ်ပြီး နီးလန်းရှာဖွေသွားမှာဖြစ်တယ်လို့ NCCT အဖွဲ့ခေါင်းဆောင်နိုင်ဟန်သားကပြောပါတယ်။ဒီဆွနွေဝဲကိုတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင်20ကျော်တက်ရောက်နေပြီးအဖွဲ့အသီးသီးကအနည်းပညာအထောက်အကူအပြုအဖွဲ့တာဝန်ရှိသူတွေလည်းတက်ရောက်ဆွနွေနေကြတယ်လို့သိရပါတယ်။ NCCT ညနိုင်ရေးအဖွဲ့ဟာပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း USWA ဝပြည်သူစီညညရေးတပ်ဖွဲ့နဲ့အပြစ်အခက်ရစဲရေးကိစ္စတွေကိုတွားရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာချင်းပြည်နယ်ခီးစဉ်အတွင်းဟာခမြို့မှာတဲခိုဖို့မူလကအစီအစဉ်ထားတဲ့ပြည်အောင်စုရိတ်သားမှာတဲခိုခွင့်မရခဲ့ဘူးလို့သိရပါဗျ။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ဟာကြိုတင်စီစဉ်မထားတဲ့ Cherry တဲခိုကမ်းမှာညှိတ်ခဲ့ရတယ်လို့ဒေါအောင်ဆန်းစုကြည်နဲ့အတူလိုက်ပါသွားသူတွေကပြောပါဗျ။ဒေါအောင်ဆန်းစုကြည်ရဲ့ခီးစဉ်မှာလိုက်ပါသားတဲ့သတင်းသမားတွေဟာလည်းတဲခိုကမ်းမရတဲ့အတွက်မြို့ကန်တွေရဲ့အကူအညီနဲ့အစုလိုက်တဲခိုနေကြတယ်လို့လည်းသိရပါဗျ။ ဒေါန်ဆန်းစုကြည်ရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးချင်းပြည်နယ်အတွင်းတားမြစ်ပိတ်ပင်နာတွေရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာပဲအခုလိုဒေါန်ဆန်းစုကြည်တဲခုံရေးအခက်အခဲပြဿနာဖြစ်ပွားခဲ့တာပါဒေါန်ဆန်းစုကြည်ရဲ့ဖလန်းနဲ့ဟာခါခီးစဉ်မှာအစိုးရဝန်ထမ်းတွေနဲ့အကြောင်းသူအကြောင်းသားတွေကိုဟောပြောပွဲတွားရောက်နားမထောင်ဖို့တားမြစ်မှုတွေရှိတယ်ဆိုရင်သူ့အနေနဲ့တရားဥပဒေလမ်းကြောင်းအရဒီကိစ္စကိုကန့်ကွက်သွားမှာဖြစ်တယ်လို့လည်းဒေါန်ဆန်းစုကြည်ကပြောပါတယ်ရှင် ဒေါ်ဆန်းစုကြည်ဟာ2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးချင်းပြည်နယ်ဟာခမြို့မှာဒီကနေ့ဟောပြောခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်သူကတင်ပြထားပါတယ်ရှင်။ဒေါ်အောင်ဆန်းစုကြည်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေဟာချင်းပြည်နယ်ဖလန်းမြို့ကနေမြို့တော်ဟာခကိုကားရမ်းနဲ့မနေ့ကထွက်ခွာခဲ့ကြပြီးညနေပိုင်းလောက်မှာဟာခမြို့ကိုရောက်ရှိခဲ့ပါတယ်။ ဒီနေ့မနက်၈နာရီလောက်ကဟာခမြို့ဝမ်မတူးမောင်အားကစားကွင်းမှာဟာခမြို့နဲ့အနီးနားကပြိသက်တွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မလားအစ်စ်ရေးဆွဲမလားဆိုတာကိုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တရားလွှတ်တော်ရှေ့နေဦးထေးဦးကပြင်ဆင်တဲ့နာတွေကိုရှင်းပြခဲ့ပါတယ်။အဲဒီနောက်ဒေါအောင်ဆန်းစုကြည်ကမိန့်ခွန်းပြောကြရမှာ2008ဖွဲ့စည်းပုံကိုအခုမှကန့်ကွက်နေတာမဟုတ်ကြောင်းအရင်ကတည်းကကန့်ကွက်ခဲ့တာဖြစ်ကြောင်းအခုလိုပြောပါတယ်။ ေကဥပဒေကိုအတည်ပြုတဲ့အချိန်ကလေးကကျမတို့ကန့်ကွက်ပါတယ်။ဘာဖြစ်ရလဲဆိုတော့ဒီဥပဒေကိုရေးမုံရင်းကြီးဟာလည်းပြည်သူလူထုကိုတံပိုးထားရမရောက်ဘူး။ပြည်သူလူထုရဲ့ဆန္ဒနဲ့ရေးတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။နောက်ပြီးတော့2008တုန်းကအတည်ပြုခဲ့တယ်ဆိုရက်လူထုဆန္ဒခံယူပွဲရတယ်တကယ်တော့လူထုဆန္ဒကိုရယူတာမဟုတ်ဘူး။လူထုကိုအစိုးရလိုချင်တဲ့ကိစ္စကိုအတင်းအကျပ်လုပ်ခိုင်းတဲ့သဘောမျိုးရှိပါတယ်။ ။ဒေါန်ဆန်းစုကြည်မေကွန်းပြောပြီးမှတက်ရောက်လာတဲ့ပြိသက်တွေတဲက၅ဦးကိုမေကွန်းမေးမြန်းခွင့်ပြုခဲ့ပါတယ်။ပြိသက်တဦးကမြန်မာနိုင်ငံမှာဘယ်လိုဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့တိစောက်လိုပါသလဲလို့မေးမြန်းရမှာဒေါန်ဆန်းစုကြည်ကအခုလိုဖြေပါတယ်။ဘယ်လိုဖက်ဒရယ်ပုံစံမျိုးကိုလိုချင်လဲဆိုတဲ့ကိစ္စပါအဲ့ဒါတော့လေကျမကယုံကြည်ရပါလဲဆိုတော့အခုဖွဲ့စည်းပုံအခြေခံဥပဒေကိုကျမတို့အဖွဲ့ချုပ်ကနေပြီးတော့ပြောင်းလဲတဲ့အချက်လက်တွေကိုထောက်ပြတဲ့အခါမှာတတ်နိုင်သမျှ ပြည်နယ်များတိုင်းများဟာမိမိတို့ရဲ့လုပ်ပိုင်ခွင့်တွေရသွားအောင်ပြီးတော့ထောက်ပြထားပါတယ်။ဒါပေမဲ့ဒီလောက်နဲ့တော့ကျမတို့ Federal Federal ပြည်ထောင်စုတခုထူထောင်ဖို့ဟာမလုံလောက်သေးပါဘူး။ Federal ပြည်ထောင်စုတခုထူထောင်ဖို့ဆိုတာဟာတိုင်းသားများနဲ့စုဝေးပြီးတော့ညီလာခံချင်းတခုလုပ်ပြီးတော့မှအဖြေရှာရမယ်လို့ကျမတို့ယူကြည်ပါတယ်။ဘယ်နိုင်ငံရဲ့ပုံစံကမှကျမတို့တိတိကျကျအယူလို့မဖြစ်ပါဘူး။ကျမတို့လက်ရှိနိုင်ငံရေးအခြေအနေဟာနောက်ကြောင်းပြန်လှည့်စရာများရှိသလားလို့ပြည်သက်နောက်တူးကမေးရမှာတော့အခုလိုဖြေပါတယ်။ ော့နောက်ကြောင်းပြန်နိုင်တာဆိုပြန်နိုင်တာပေါ့မပြန်နိုင်အောင်လို့ကျမတို့အားလုံးကနေနေပြီးတော့ထိမ့်သိမ့်သွားမယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လည်းလည်းနောက်ကြောင်းပြန်နိုင်တာပဲရွေးကောက်ပွဲနဲ့ပတ်သက်လည်းလည်းနောက်ကြောင်းပြန်နိုင်တာပဲနောက်ကြောင်းမပြန်မှုဆိုတာကျမတို့နိုင်ငံရလူများစုအားလုံးတကယ်အဓိကကြတဲ့အဖွဲ့အစည်းအလုံးဟာငါတို့ရှေ့ကိုအတူတူချီတက်သွားကြမယ်ဆိုပြီးတော့ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာကျမတို့အကောင့်တွေပေါ်နိုင်မှာ ဒီနောက်ကြောင်းမကောင်းတဲ့နောက်ကြောင်းပြန်ခြင်းကိုကျမတို့ရှောင်နေမှာဖြစ်ပါတယ်ပြည်သက်တူကတမရဖြစ်ပိုင်ခွင့်အရေးချင်းတွေကန့်တတ်ထားတဲ့ပုံမှန်59စာလုံးကိုပြင်မပေးရင်ဘာလုပ်မလဲလို့မေးရမှာဒေါအောင်ဆန်းစုကြည်ကပြင်လို့ရအောင်စူးစမ်းမှာဖြစ်ကြောင်းအချိန်ရောက်ရင်ဘာလုပ်မယ်ဆိုတာကိုအားလုံးကိုအတိပေးမှာဖြစ်ကြောင်းပြောပါတယ်ဒီတော့ဒီ59စာလုံးကိုမကြောင်းရတဲ့ရှင်တွေရှင်ရဲ့လက်ထဲမှာဒီဝေးကနောက်တစ်ခါဒီပတ်ပေါ်နေပတ်တယ်လို့ဘယ်လိုလုပ်လဲဆိုတော့ဘေးနဲ့မေးဖို့ပေါ့ ီပုံကကိုပြောင်းကြမပြောင်းမလို့ဆိုတာဖြေပေါ်တဲ့ခါကျမှကျွန်တော်ပြောပါဘာတွေလဲဆိုတော့အလုပ်တစ်ခုကတိုက်ပြီးတော့စောဆုံးပြီးတော့လုပ်လို့ချင်တယ်ပြစ်တော်မှာလို့ပြစ်တော်တဲ့အချိန်မှာကျမတို့ကမူဝါဒမှာပါလဲဆိုတော့ကျမတို့ထုတ်ပြောရမယ်ကျမတို့စဉ်းစားထားကြည့်တာလည်းရှိပါတယ်လို့ပြောရအောင်ကျေးဇူးတင်ပါချီးပြည်နယ်အတွဲဆိုပြုမအခမဲ့စေကပြုပြီမယ်ဆိုပြုမဒါပြင်ပြိတ္တတအူးက ဟာခမြို့မှာကျမ်းမာရေးစောင့်ရှောက်မှုအခက်အခဲရှိတဲ့အတွက်အခမဲ့စေကံဖွင့်လှစ်ပေးနိုင်မလားမေးရမှာစ조사သွားမှာဖြစ်ကြောင်းလည်းပြောခဲ့ပါဗျာ။အဲ့တော့လည်းကျွန်တော်တို့အများဆုံးအကောင့်တွေပေါ်ပေးပါမယ်။အဲ့ဒီလိုလည်းဒါကတိကျမှုအနေနဲ့မြင်နေပြီးဆိုလို့ရှိရင်တော့ဒီမှာကတိကျမှုကိုအရေးကြီးပါလေ။ဘယ်တော့မှကျွန်တော်တို့ဘာမှမမြင်ရတော့နိုင်ဘူးဆိုတော့အခုတော့ပြောလို့မရသေးဘူး။ဒါပေမဲ့အခုဟာကမှာ ကမ္ဘာတွေကဒီလိုအနေနဲ့ဆိုတော့ဝိချာပြီးပြီးနောက်ပြီးဒီလိုစေကံဖွင့်နိုင်တဲ့နေရာကိုလည်းရှိတယ်ဆိုတော့ဒီဒီဆိုလို့ရှိတယ်ဒီကြောင့်ဒီဟာကိုဆွေးနွေးပြီးတော့အများဆုံးပေါ်လာအောင်ပြန်ပေါ်နိုင်လို့ကြိုးစားတယ်အဲဒီလိုကိစ္စမဟုတ်ပါဘူးဒါပေမဲ့လည်းမဖြစ်နိုင်တဲ့ကိစ္စတွေမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့တိုင်းသားလူမျိုးများရဲ့ဒုက္ခများနဲ့ခက်ခဲတဲ့ဘဝများကိုအတိမတ်ဆူလို့အားဖြင့်ညာတို့ဖြစ်ပြောင်းနိုင်လို့ကြိုးစားလို့ ဒေါန်ဆန်းစုကြည်မနေ့ကဖလန်းမြို့လူလူတွေ့ဆုံပွဲမှာလူငယ်တွေကတချင်းဆူပြဖို့တောင်းဆိုရာမှာအဆိုတော်ဥခင်မောင်တို့တီဆိုထားတဲ့ခွန်အားဖြင့်မိငယ်တချင်းကိုတီဆိုပြခဲ့ပါတယ်ခင်ဗျာ။ င်နယ်ဟာခါမြို့နယ်မှာပြုလုပ်တဲ့ဒေါန်ဆန်းစုတီရဲ့ဟောပြောပွဲအကြောင်း RFA သတင်းတော်ကိုကျော်သူတင်ပြသွားတာပါရှင်။မြန်မာနိုင်ငံကနိုဘယ်ငင်းညာရေးဆုရှင်ဒေါန်ဆန်းစုတီနဲ့ပါကစ္စတန်နိုင်ငံကအမျိုးသမီးရေးလှုပ်ရှားသူမာလာလာတို့ဟာအိန္ဒိယနိုင်ငံမှာမနက်ဖြန်စတင်မဲ့အိန္ဒိယကျောင်းသားပါလီမန်ကိုမူလအစီအစဉ်အတိုင်းတက်ရောက်နိုင်မှာမဟုတ်တော့ဘူးလို့ဒီကနေ့တို့ The Indian Express သတင်းစာမှာဖော်ပြထားပါတယ်။ဒါပေမဲ့သူတို့နှစ်ဦးစလုံးဟာ internet video ကတစ်ဆင့်မိန့်ခွန်းပြောကြမယ်လို့ယူဆရကြောင်းသတင်းမှာဖော်ပြထားပါတယ်။ ိန္ဒိယနိုင်ငံပုနေမြို့မှာမနက်ဖြန်စတင်ကျင်းပမယ့်ဒီကျောင်းသားပါလီမန်ကိုတက်ရောက်ဖို့အတွက်တက္ကသိုလ်ကောလိပ်ပေါင်း450ကကျောင်းသားကျောင်းသူ6000နီးပါးစည်ရင်ပေးသွင်းထားပြီးကွန်ပျူတာအင်တာနက် webcast ကတဆင့်ပါဝင်ကြမယ့်ကျောင်းသားအရေအတွက်9000လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ဒေါန်ဆန်းစုကြည်လိုပဲဒီအခမ်းအနားတက်ရောက်ဖို့စီစဉ်ထားတဲ့အထဲမှာ Harry Potter စကားရွယ်တွေနဲ့နာမည်ကြီးတဲ့ Hollywood ရုပ်ရှင်သရုပ်ဆောင် Daniel Radcliffe လည်းပါဝင်ပါတယ်။မြို့သမီးရဲ့လှုပ်ရှားသူမလာလာကတော့ ကစ္စတန်နိုင်ငံမှာအမျိုးသမီးတွေပညာသင်ကြားရေးဆောင်ရွက်တဲ့အတွက်ထာလီဘန်အကြမ်းဖက်သမားတွေရဲ့တနက်နဲ့ပြစ်ခတ်တာခံခဲ့ရသူဖြစ်ပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့မှာကြားဖြူပါတီခေါ် SNDP ရှမ်းတိုင်းအသားမြောက်ဒီမိုကရက်တစ်ပါတီရဲ့နှစ်ပတ်လည်ညီလာခံတက်တရနေ့ကိုဒီကနေ့ကျင်းပရမှာ SNLD ပါတီနဲ့ပေါင်းစည်းရေးကိစ္စကိုမူအားဖြင့်သဘောတူပေမဲ့ SNDP ပါတီကိုတော့မဖြတ်သိမ်းဖို့သဘောတူဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ကြားကောင်းပါတီလို့လူသိများတဲ့ SNLD ရှမ်းတိုင်းအသံများဒီမိုကရေစီအဖွဲ့ချုပ်နဲ့ကြားပြူပါတီလို့သိကြတဲ့ SNDP နှစ်ပါတီပေါင်းစည်းနိုင်မှုပါတီခေါင်းဆောင်တွေကြိုးပမ်းနေကြတာပါ SNDP ကိုမဖြတ်သိမ်းမိမဲ့ SNLD ဖြတ်သိမ်းမယ်ဆိုရင်တော့အဆင်ပြေနိုင်မယ်လို့ SNDP အထွေထွေအတွင်းရင်းမှုဦးဆိုင်လှကျော်ကပြောပါတယ် SNLD ရှမ်းတိုင်းအသံများဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရင်းမှုဦးဆိုင်ညွန့်လင်ကတော့ပြည်내နဲ့အမျိုးသားအတွက်လိုအပ်လာရင် SNLD ပါတီကိုဖျက်သိမ်းပေးမယ်လို့ RFA ကိုပြောပါတယ်။ဒီကနေ့ SNTP ပါတီညီလာခံမှာ2015ခုနှစ်ရွေးကောက်ပွဲမှာလက်ရှိပါတီအမည်နဲ့ပဲဝင်ရောက်ရှင်ပြိုင်ဖို့ညီလာခံတက်ရောက်လာသူတွေကသဘောတူခဲ့တယ်လို့သိရပါတယ်။ SNDP ရှမ်းတိုင်းဒေသများဒီမိုကရက်တစ်ပါတီဟာ2010ရွေးကောက်ပွဲမှာတည်ထောင်ခဲ့တဲ့ပါတီဖြစ်ပြီး SNLD ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ်ကတော့1990ရွေးကောက်ပွဲကာလမှာတည်ထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်ရှင်။ ကချင်ပြည်နယ်မိုးညင်းမြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလက KIA ရဲ့အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတဲ့ရှမ်းနေတိုင်းရင်းသားတဦးဇန်နဝါရီလ6ရက်နေ့ကထွက်ပြေးလွတ်မြောက်လာတယ်လို့ရှမ်းနေသတင်းဌာနမှဖော်ပြထားပါတယ်။အင်းတော်ကြီးဒေသမပြင်းကြီးရွာသားရှမ်းနေတိုင်းရင်းသားစိုင်းမျိုးဝင်းအောင်ကိုရွှေမော်ရဲမှာအလုပ်လုပ်နေတော့ KIA ရဲ့အဖွဲ့ကခေါ်ဆောင်သွားတာလို့ဆိုပါတယ်။စိုင်းမျိုးဝင်းအောင်ကို KIA ကဖမ်းသွားပြီးတဲ့နောက်လက်ကြားရံကိုခေါ်ဆောင်သွားပြီးအဲ့ဒီကတဆင့်ကြောက်လုပ်ငန်းတစ်ခုမှအလုပ်ခိုင်းစေခဲ့တယ်လို့ဆိုပါတယ်။ ဲ့ဒီနောက်နှစ်လကျော်အကြာမှာတခြားကချင်လီစူးနဲ့ရှမ်းနီတိုင်းဒေသစုစုပေါင်း20လောက်နဲ့အတူစစ်တင်နှန်းတက်ခဲ့ရပြီးအခွင့်အာဏာချိန်မှာထွက်ပြေးခဲ့တာလို့ရှမ်းနီသတင်းဌာနမှဖော်ပြထားပါတယ်အင်တော်ကြီးဒေတာမပြင်းကြီးရွာဟာအစိုးရဌာနရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘဲ KIA တပ်သားတွေမကြာခဏဝင်ထွက်သွားလာနေတဲ့ဒေတာဖြစ်တယ်လို့သိရပါတယ်ရှင်။မလေးရှားနိုင်ငံပီနန်ကျွန်းတောင်ပိုင်းမှာတရားမဝင်အလုပ်သမား32ဦးကိုဒီကနေ့ဖမ်းဆီးခဲ့ရမှာ မြန်မာလူသမား9ဦးပါဝင်တယ်လို့သိရပါတယ်။ဒီလူသမားအလုံးဟာတရားဝင်အလုပ်လုပ်ခွင့်အထောက်အထားမပြနိုင်သူတွေဖြစ်တယ်လို့ပြည်နယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးကပြောပါတယ်။ဖမ်းဆီးထားတဲ့မြန်မာလူသမား9ဦးတွေက2ဦးဟာစောက်လူရေးလုပ်ငန်းခွင်တစ်ခုမှာရွက်ပြင်တဲနဲ့နေထိုင်ကြတာလို့ဆိုပါတယ်။သူတို့အလုံးကိုမလေးရှားနိုင်ငံအတွင်းမှာတရားမဝင်အလုပ်လုပ်ကင်မှုနဲ့ဆက်လက်ရေးယူသွားမယ်လို့လည်းသိရပါတယ်။ဒီတော့အတွင်းမလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကံနေသူတွေကိုအလွယ်တကူဖော်ထုတ်နိုင်မှုအတွက်အစင်းမြင့်ဤပညာနဲ့ပြုလုပ်ထားတဲ့လူသမားမှတ်ပုံတင်ကပ်အသစ်တစ်မျိုးထုတ်ပေးသွားမယ်လို့မလေးရှားအစိုးရကဒီကနေ့ပြောလိုက်ပါတယ်။နိုင်ငံသားသားလူသမားနှစ်တန်းခွဲကိုထုတ်ပေးမယ်အဲ့ဒီကတ်ထဲမှာအလုပ်သမားတွေရဲ့လက်ဝင်နဲ့အသေးစိတ်အချက်အလက်တွေကိုထည့်သွင်းထားမှာဖြစ်တယ်လို့လုတ်ကင်တဲ့အလုပ်မျိုးအစားအလိုက်အယောင်တင်ကြတာတွေနဲ့ခွဲခြားထားမယ်လို့ဆိုပါတယ်။ iCard လို့ခေါ်တဲ့အဲ့ဒီအလုပ်သမားမှတ်ပုံတင်ကပ်ပြားကိုအတုလုပ်ဖို့မလွယ်ကူအောင်စီစဉ်ထားပြီးဒီနှစ်အကုန်မှာ နိုင်ငံသားအလို့သမားအလုံးကိုထုတ်ပေးသွားမယ်လို့မလေးရှားပြည်ရဲ့ဝန်ကြီးကပြောပါတယ်။ဒါအပြင်လာမယ့်ဇန်နဝါရီလ22ရက်နေ့ကျရင်မလေးရှားနိုင်ငံတခွမ်းမှာတရားမဝင်အလို့သမားရှာဖွေဖော်ထုတ်မယ်စစ်စင်ရေးတရက်ပြုလုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်ရှင်။မြန်မာနိုင်ငံမှာပြည်ပရင်းနှီးမြှုပ်နှံသူတွေစီးပွားရေးလုပ်မယ်ဆိုရင်ကောင်းမွန်တဲ့အခြေအနေတွေတွေ့လာနေရပြီလို့ Britain ခြေစိုက် Maple Croft စီးပွားရေးသုတေသနအဖွဲ့က2014ခုနှစ်အတွက်ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ နိုင်ငံတကာကလက်ပေးလက်ယူကိစ္စတရားဥပဒေစိုးမိုးမှုလုံလုံထုံးလုံနီးကြပိုင်ခွင့်နဲ့စီမံခန့်ခွဲမှုတွေအပေါ်အခြေပြုပြီး တစ်ဆင်ထုတ်ပြန်တဲ့ Mabel Crop ရဲ့အစီအစဉ်စီရင်ခံစာမှာရင်းနှီးမြှုပ်နှံမှုမလုပ်တဲ့ကမ္ဘာနိုင်ငံတွေစီရင်မှာမြန်မာနိုင်ငံဟာအဆိုးဆုံးအဆင့်မှာပဲရှိနေသေးပေမဲ့အရင်နှစ်တွေကထက်ဆယ်ရာခိုင်နှုန်းတိုးတက်လာတယ်လို့ဆိုပါရယ်လက်ရှိမြန်မာနိုင်ငံမှာစီးပွားရေးကဏ္ဍအတွက်လုံထုံးလုံနီးတဲ့ဥပဒေတွေတိုးတက်အောင်ဆောင်ရွက်နေတာဟာအသိအမှတ်ပြုစရာဖြစ်ကြောင်းဒါပေမဲ့ အစိုးရဌာနဆိုင်ရာတွေမှာထိထိရရောက်ဆောင်ရွက်မှုမရှိသေးတာဟာစီးပွားရေးလုပ်ငန်းတွေချောမွေ့ဖို့အတွက်စိုးရိမ်တရာဖြစ်နေသေးတယ်လို့ Mabel Crop ဖွဲ့ရဲ့ဝါရင်သူတည်သည် Chris Laws ကပြောပါတယ်။တကယ်လို့သာမြန်မာနိုင်ငံအနေနဲ့လက်ရှိတိုးတက်နေတဲ့အခြေအနေကိုဆက်ပြီးထိန်းသိမ်းသွားနိုင်မယ်ဆိုရင်နောက်၃နှစ်အတွင်းလက်ရှိအဆင့်ကနေကျော်လွှားနိုင်မှာဖြစ်တယ်လို့ Mabel Crop အဖွဲ့ကခန့်မှန်းထားပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရနာဝင်ပြပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုံမြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။ အရတ်ရုပ်ပြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။အခုဆက်ပြီးသတင်းပိပုချက်တွေသတင်းဆောင်မတွေကိုထုတ်လွှင့်မှာပါ။ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂစတင်တည်ထောင်တဲ့83နှစ်မြောက်နေ့အထိမ်းအမှတ်နဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတို့မဟုတ်ခွတ်တော်စာအုပ်မိတ်ဆက်ပွဲကိုရန်ကုန်တက္ကသိုလ်ဝင်းတွင်မှာဒီနေ့ကျင်းပခဲ့ပါတယ်။ RFY ဝိုင်းတော်သားကိုကျော်မင်းထွန်းကတင်ပြထားပါတယ်ရှင်။ ဇန်နဝါရီလ9ရက်နေ့ဒီကနေ့ကြောက်တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂစတင်ဖွဲ့စည်းတဲ့83နှစ်မြောက်ဂုံပြူပွဲအခမ်းအနားတစ်ခုကိုရန်ကုန်တက္ကသိုလ်ဝန်ထဲကဥချစ်လဖိတ်ဆိုင်မှာကျင်းပရမှာကျောင်းဆရာတွေ88ကျောင်းသားဟောင်းတွေမျိုးဆက်တဲ့ကျောင်းသားတွေတက်ရောက်ခဲ့ကြပါတယ်။ဒီပွဲမှာဒသနိကဗေဒဆရာတက်နိုင်ရေးသားတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂသို့မဟုတ်ခွတ်တောင်းဆိုတဲ့စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုပါတပါးတဲ့ထည့်သွင်းကျင်းပခဲ့ပါတယ်။ နိုင်ငံရေးဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်တို့ကចောင်းသားတွေကိုသိသိချင်တယ်နိုင်ငံရေးဆိုတာဒီအမှန်တရားကိုဖွယ်ပြောက်ဖုံးပြတ်တဲ့အာဏာရှင်အလစ်အကျင့်တွေကိုယွံမုံခြင်းယွံမုံလို့ပဲကျွန်တော်တို့ဒီအာဏာရှင်အလစ်အကျင့်တွေဖွယ်ပြောက်သွားသာပြုတ်နေပြီလေဒီမိုကရေစီခင်မှာចောင်းသားတွေရင်ထဲကိုတော့ခွတ်တောင်းရဲ့အဲအာရောက်လာပြီးတော့အမိမြမပြင်းဒီမိုကရေစီနိုင်ငံတော့ အောင်မြင်စွာတိဆောက်နိုင်အောင်ရည်ရွယ်ပြီးတော့တက္ကသိုလ်ကျောင်းသားတွေအတွက်တည်တံ့ကျွန်တော်ရည်ရွယ်ပြီးတော့ထုတ်လိုက်ခြင်းဖြစ်ပါတယ်။တက္ကသိုလ်ကောလိပ်ကျောင်းတွေကိုဝေးကွာတဲ့နေရာတွေမှာထားပေမဲ့လို့ကျောင်းသားတွေအကြားမှာအတမကစိတ်တက်ဟာတူညီတယ်လို့ဆွေးနွေးကြသူတွေကဆိုပါတယ်။ညီပါတယ်။အဲ့လိုပဲတက္ကသိုလ်မြေပေါ်မှာအခုကျွန်တော်တို့ကမတူကွဲပြားတဲ့မြို့ပြင်တွေကတက္ကသိုလ်တွေမှာတက်နေရပေမဲ့လို့ကျောင်းသားတက်မကရဲ့စိတ်တဲ့အစင်လားတမိုင်းကျောင်းတွေကအဲ့ဒီမြို့ပြင်တဲ့အထိကိုကျွန်တော်တို့လက်ရှိမြို့သက်အထိကိုရှိနေတာကိုလည်းတွေ့ရပါတယ်။အဲ့တော့ဒီနေ့ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတက်မှတ်ကရဲ့ဝင်းနေ1932ခုနှစ်ကနေစပြီးတော့2014ခုနှစ်နှစ်ကာလတက်တန်းအပြင်83နှစ်ပြည့်သွားတဲ့နေ့တစ်နေ့မှာဟောက်လိုထွက်ပေါ်လာတဲ့ဒီစာအုပ်လေးကျေးဇူးပါကျွန်တော်တို့မျိုးသက်တွေအများကြီးတန်ဖိုးရှိတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေ့ဆွေးနွေးပွဲမှာတက်ရောက်လာတဲ့ကျောင်းသားတွေနဲ့ကျောင်းသားဟောင်းတွေကရန်ကုန်တက္ကသိုလ်နဲ့တက်မှတ်ကနေပတ်သက်တဲ့ကြပြားတွေကိုလည်းရွတ်ဆိုခဲ့ကြပါတယ်ဤသူတွေအန်ကြိုက်ပြီး တသိသိငိုခဲ့ရတယ်ခေါတောင်းဆိုတာနှိမ့်ဆက်ခံပြည်သူတွေရဲ့ခံကြုတ်တွေပြည်သူတွေကြားခဲ့တဲ့ချွဲတွေတွဲတွေကိုတုတ်ပေးဖို့ခေါတောင်းဆိုတာမော်ကုန်းဝင်တစိမ့်နဲ့ဂုံပြုတ်ခံပစ္စမန်တသားမဟုတ်ဘူးဒီနေ့ပွဲကိုတက်ရောက်လာသူအများစုကမကြခင်မှာចောင်းသားသမကတွေစနစ်တကျဖွဲ့စည်းနိုင်နေမယ်လို့လည်းညွှန်လင့်ထားကြပါတယ် ျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေသူတို့တွေချိုးပန်းနေတာကိုတွေ့ရတယ်ကျွန်တော်တို့တွေလည်းအဲဒီအပေါ်မှာအပြည့်အဝနော်ထောက်ခံအပြည့်တယ်အဲဆရာမြတ်သမဂ္ဂဟိဆိုပြီးတော့ပေါ်ပေါက်လာတဲ့အပေါ်မှာလည်းကျွန်တော်တို့အင်ဂျင်နီယာဂျင်းနဲ့အားရမိတယ်ရန်ကုန်တက္ကသိုလ်ကိုအင်္ဂလိပ်အစိုးရလက်အောက်ကြားရောက်နေတဲ့အချိန်1920ပြည့်နှစ်မှာစပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားတမကကိုလွတ်လပ်လို့တဲ့စိတ်ဓာတ်နဲ့ကျောင်းသားတွေရဲ့တာဝန်ကိုသိရှိဆောင်ရွက်နိုင်စေရေး နိုင်ငံရဲ့အနာဂတ်ကိုအကောင်းဘက်အမှန်ဘက်ကနေဥဆောင်နိုင်မဲ့ခေါင်းဆောင်ခေါင်းတွေပေါ်ထွက်လာပြီဆိုတဲ့ရည်ရွယ်ချက်တွေနဲ့အောင်ကွာ32ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ အချင်းပြင်းနဲ့ဗမော်မြို့အထက်နှစ်မိုင်ကျော်လောက်မှာရှိတဲ့အေယာဝရီမြစ်အတွင်းတရားမဝင်ရွှေတူးဖော်သူတွေများလာပြီးရွှေတူးရမှာထွက်လာတဲ့မြေစာပုံတွေကြောင့်အေယာဝရီမြစ်ကြောင်တိတိတတ်တာပြောင်းလဲနေပါတယ်။ RFA သတင်းတောက်ကိုကျော်မျိုးမင်းကတင်ပြထားပါတယ်ရှင်။အရင်ကစစ်နေရာဒီပလုံတင်မောစိုက်ကတ်နိုင်တဲ့ဗမော်စိတ်ကန်းဟာအခုဆိုရင်တင်မောတွေမစိုက်ကတ်နိုင်တော့ပါဘူး။ဗမော်မြို့နားကအေယာဝရီမြစ်ကြောင်ဟာမြေစာပုံကြီးတွေနေ့စဉ်ရက်ဆက်များလာတာကြောင့်မြစ်ကြောင်ပြောင်းနေပြီး မြစ်အလှလည်းပြက်ဒိတာကန်ကြီးတွားလာသူတွေခက်ခဲဖြစ်နေတာတွေ့ရပါတယ်ဗမော်မျိုးရဲ့အထက်နမိုင်ကျော်ကွာရေးတဲ့ငပြောတော်ကျွန်းကြီးမိုက်ကာစတဲ့ရွာတွေတစ်လျှောက်က ARE မြစ်ထဲမှာလွန်ခဲ့တဲ့2017ခုနှစ်ကစလို့စစ်ပွဲရေးလုပ်ငန်းရှင်တွေကစင်ရန်ရရတွေအုံပြုပြီးတရားမဝင်ရွှေတုပေါ်ခဲ့ကြပါတယ်အဲ့ဒီလိုရွှေတုပေါ်ရာကနေစွန့်ပြစ်လိုက်တဲ့ရွှေတဲဆန်နဲ့မြုံကြောက်တွေဟာဖို့မြေလိုဖြစ်ပြီးအရှိဘကန် ARE မြစ်ကျမ်းပြင်ဟာမြင့်တက်လာတဲ့အတွက်အခုဆိုရင်မြစ်ကျောင်းဟာအနောက်ဘက်ကန်းကိုတိုက်စားပြီး လမ်းကြောင်းပြောင်းစစ်စစ်နေတာတွေ့ရှိရပါတယ်အခုဆိုရင်ဗမော်တင်မော်စစ်ရှိတဲ့အရှိတ်ကန်းကိုတင်မော်တွေမဆက်ကပ်နိုင်တော့တာကြောင့်ဗမော်မျိုးရဲ့အောက်ဘက်၃မိုင်လောက်ဝေးတဲ့ညောင်မင်တာစိတ်မာတာတင်မော်ဆက်ကပ်နိုင်ပါတယ်အဲ့ဒီကတဆင့်ကုန်ပစ္စည်းနဲ့ခီးတယ်တွေကိုဆက်လေတွေနဲ့ဗမော်စစ်ကန်းရောက်တဲ့အထိပြန်လည်တည်ဆောင်နေရတာကြောင့်အဖို့ကုန်ကြငွေတွေထပ်ဆောင်ပေးနေရတယ်လို့ဗမော်မျိုးကန်တွေကပြောပါတယ်ဗမော်မျိုးဟာရေကြောင်းလမ်းတစ်ခုတည်းကိုပဲအားကိုးနေရတာပါ အခုလိုတင်မော့တွေမဆက်ကနိုင်တော့တဲ့အချိန်ကဆက်လို့ခီးတွန်းလာရင်းနဲ့ကုန်စည်စစ်စစ်မှုတွေခက်ခဲနေပြီးကုန်ကြမ်းစိတ်များတာကြောင့်ကုန်ပစ္စည်းတွေလည်းဈေးတက်လာနေပါတယ်။ဒီဗမော်မြို့ကိုတင်မော့ကြီးတွေဆက်လက်ကြီးငယ်ဆက်နေရသည်ထွက်နေအောင်ဆိုရင်နိုင်ငံတော်အစိုးရအနေမှလုပ်မှသာလျှင်ဖြစ်နိုင်မယ်လို့ကျွန်တော်တို့ကဒီလိုယူဆပါတယ်။ဆက်နေရသည်တင်မော့မဆက်ကနိုင်ဘူးဆိုရင်ကျွန်တော်တို့ဗမော်မြို့ဟာတင်မော့စိတ်ဂိတ်ဆုံးဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့မားလီကနေစပြီးမှ တက်လာတဲ့တင်မောကြီးတွေကကုန်တင်ခီးတဲ့တင်နဲ့နေရဘမမျိုးဆက်နေရဒီမှာထွက်နိုင်ဘူးဝင်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကုန်စည်နှုန်းတွေကြီးမြင့်လာလို့ကျွန်တော်ပြည်သူများခီးတဲ့များသွားလာရေးတွေအခက်ခဲဒုက္ခတွေနဲ့အများအားအကြလေးတွေရင်ဆိုင်နေရမှာဖြစ်ပါတယ်ခင်ဗျာရွှေတူးတဲ့ကစက်ကြီးတွေနဲ့တူးဖို့ပြီးမိစားတွေကိုမြစ်ထဲမှာပဲပြန်ပုံပြီးဖြစ်တယ်လို့စွန့်ပစ်ကြတာပါမြကြောင်ပြောင်းနိုင်ရဲ့နောက်ဆက်တွဲအနေနဲ့ရွာတွေပျက်စီးတာတိနှမင်တွေပျက်စီးတာနှစ်တိုင်းဖြစ်နေကြပါအဲ့ဒီလိုမြကြောင်ပြောင်းလဲမှုကြောင့်ဗမော်မြို့နယ် မမလင်းရေလဲကောင်းစင်နောက်ကတပြေကုံစတဲ့အေရီမြစ်နောက်ဘက်ကန်းကရွာ20ကျော်ဟာမိုးရတီမှာအေရီမြစ်ရဲ့တိုက်စားမှုကြောင့်အင်ရန်စက်ကင်းချံမြေတွေပျက်စီးဆုံးရှုံးမှုနဲ့ကြုံတွေ့နေရတယ်လို့ရွာသားတွေကပြောပါတယ်။မြစ်ရဲ့တိုက်စားမှုတံကိုဆူဆုံးခံခဲ့ရတဲ့နောက်ကကြေးရွာသားတို့ဖြစ်တဲ့ဥကျော်ဝေကပြီးခဲ့တဲ့မိုးရတီမှာသူတို့ရွာကအင်ဂျင်20ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ပြောပါတယ်။ဒီနှစ်မှာဆိုလို့ရှိရင်အင်ဂျင်20ကျော်တော့ဖြစ်လိုက်ရတယ်ရေတိုက်စားမှုကြောင့်ကျွန်တော်တို့ဒီ မူးရတယ်နဲ့ပတ်သက်တာလို့ရှိရင်အခက်ခဲတယ်ရေလွန်မိုးတာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဘာတွေမြုပ်ခံပြီးရေတွေနစ်လာပြီဆိုလို့ရှိရင်ကဘာတွေကလည်းပဲ့လူနေမှုကလည်းဟိုအခက်ခဲလေတအားကြုံကဘာတွေကပြူတဲ့ခါကျတော့လေအဲ့လိုမျိုးရေတွေကတိုက်စားတဲ့ခါကျတော့ရေလည်းအရန်စီးတယ်လေအဲ့လိုမျိုးဖြစ်တယ်ဒီနားမှာဆိုတော့ဒီနေရာတွေပဲခုလက်ရှိရှိနေတဲ့နေရာတွေကဒါမြင်းပဲဒါမြင်းနေရာတွေဟိုဘက်ကရွာဆိုလို့ရှိရင်လည်းဟိုဘက်ကလည်းဒါနှောက်ကပဲလေမစားတယ်မှဒီကနှောက်ကဒီဘက်တွေဆိုတော့ရှော့ပဲအဲ့လိုရေတိုက်စားမှုဖြစ် ဒါပြင်ပြီးခဲ့တဲ့မိုးရာတီတုန်းကဗမော်မြို့အထက်နားမှာအေရီမြစ်ထဲစီဝင်တဲ့တပိမြစ်ကြီးကြီးမှုကြောင့်မုံမောင်မြို့နယ်ကမင်းချမ်းမြို့တက်စီကောမန်နောင်စတဲ့ကြေးရွာတွေကဒေတာကန်ရွာသားတွေရဲ့လေယာမြေတွေထောင်ထဲချပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဗမော်မြို့နယ်ကပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဥတွင်းရှိန်ကအခုလိုမှတ်ချက်ပေးပါတယ်။ရှူချင်တဲ့အဖွဲ့အစည်းကိုကျွန်တော်တို့ဒီဒုတိယမြစ်ကြီးရဲ့အထက်ကျွန်တော်တို့ဒီဘူတော်နဲ့ကျွန်တော်တို့စင်ခန်းအထက်မှာလာတစ်ခါသွားကြည့်နေခါကျတော့ အဲ့ဒီမှာလည်းတခါကျွန်တော်တို့ဒီမြေကျောင်းတွေကရေဆွေးရကောင်းနိုင်မှာအဲ့ဒီအထက်မှာရှိတဲ့ကြီးရွာတလျှောက်ပေါ့နော်ဒီအနောက်ဘက်ကန်ကြီးရွာတွေပဲသူတို့စိုက်ပျိုးမြေတွေအများကြီးပြူသွားတယ်ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ပြည်နယ်ကိုကျွန်တော်တို့အရေးယူဆောင်ပေးဖို့ကျွန်တော်တင်ပြတောင်းဆိုခဲ့တာရှိပါတယ်ဒီတိုက်စားမှုကိုမကန်ဝေဘူးရှင်နိုင်ငံတော်နဲ့မကန်ဝေဘူးရှင်ဒီကြီးရွာတွေကသူတို့ရွာမြေတွေပြည့်စည်သွားမယ်ခြံမြေတွေပြည့်စည်သွားမယ်ဆိုရင်နောက်ဆုံးသူတို့ရဲ့ လူမှုစီးပွားဘဝတော့ကျွန်တော်တို့ကဒါအော်နေပေါ့ဆင်းရဲနှမမှုရှုတ်ချရေးရန်ကန်တို့ကတော့ကျွန်တော်တို့နိုင်သွားမှာမဟုတ်ဘူးနဲ့မြင့်တက်လာမှအနေထားမျိုးရှိပါတယ်ဒီဒေသမှာနေတဲ့ကျွန်တော်ကြီးတဲ့ပြည်သူတွေကတော့ဒီအနေထားမျိုးကျွန်တော်တွေ့ရပါတယ်အဲ့ဒီလိုမြင့်တိုက်ဆမှုကြောင့်ပစ္စည်းဆုံးရှုံးရတဲ့အခြေအနေတွေကိုကုညီဆောင်ရွက်ပေးဖို့ဗမော်မြို့နယ်အာနာဘိန်တွေကိုအချင်းချင်းတောင်းဆိုထားပြီးမြဲအခုချိန်ထိလိုင်းအောင်ကုညီပေးတာမရှိဘူးလို့ရွာသားတွေကပြောပါတယ်ခင်ဗျာအရဖေရုံမြင့်တန်ညာစီစဉ်တွေကိုဆက်လက်ကြည့်ရှုနေရပါရှင် ရှမ်းပြည်မြောက်ပိုင်းတီဘောမြို့မှာရှမ်းစော်ဘွားတွေနေထိုင်ခဲ့တဲ့ဟော်နန်းဟာစော်ဘွားမိသားစုတွေဆက်လက်နေထိုင်ခဲ့ကြတဲ့တစ်ခုတည်းသောဟော်နန်းဖြစ်ပြီးနိုင်ငံသားခရီးသားတွေလည်းမကြာခဏလာရောက်လည်လာတဲ့ဟော်နန်းဖြစ်ပါတယ်။ RFA သတင်းတောက်ကိုနေမျိုးထွန်းကတင်ပြထားပါရရှင်။တီဘောနန်းတို့ဟာတီဘောစော်ဘွားအစစ်စစ်နောက်ဆုံးစော်ဘွားလို့ပြောကြတဲ့စော်ဘွားဆက်ကြပ်ဆိုင်1962ခုနှစ်အာနာရှင်ဥနေဝင်အာနာသိန်းတဲ့အထိနေသွားခဲ့တဲ့ဟော်နန်းလို့သိရပါဗျ။ သူ့ကိုဥနေဝင်အစိုးရကဖမ်းဆီးခဲ့တာပဲသိရပြီးဘယ်လိုသိဆုံးလဲဆိုတာတော့ဘယ်သူမှအတိအကျမသိရှိရပါဘူးဥနေဝင်အစိုးရအာဏာသိမ်းချိန်မှာစက်ကြဆိုင်ပျောက်ဆုံးသွားတာနဲ့ပတ်သက်လို့အဲ့ဒီဟော်နန်းကိုလက်ရှိဆက်လက်ထိန်းသိမ်းနေတဲ့စက်ကြဆိုင်နဲ့မြစ်တော်ဆက်သူတမွန်းဆိုင်စင်ကအခုလိုရှင်းပြပါဗျ။မတ်၂ရက်နေ့မှာအာဏာသိမ်းတဲ့နေ့မှာတောင်ကြီးကနေဖမ်းခံလိုက်ရတယ်။ဟိုဘဟဲဝလေးစိတ်အစင်းမှာလမ်းမှာဖမ်းခံလိုက်ရတယ်။နောက်တော့ဟိုရက်ဆောင်မှာထားတယ်။နောက်ပြတ်တက်လိုက်ကြတာပါဒါပေမဲ့ကျွန်တော်ကတော့အထောက်ထားမရှိဘူး။ အဲမေးလဲသူတို့မဖမ်းရဘူးပြောတယ်တချို့မျိုးပျောက်ဆုံးစဲလို့တော့အဲအဲ့လိုပြောထားတာပေါ့ဘာမှတက်လို့စားမရဘူးဘလို့တက်ခံရလဲဘယ်မှာတင်းချိုင်းရှိလဲအဲ့ဒါခုတတိလုံးမသိဘူးသူရဲ့ဇနီးကတော့1964မှာနိုင်ငံခြားပြန်သွားတယ်ဩစတြီးယားပြန်သွားတယ်အဲသူရဲ့တမီးနီယာခေါ်သွားတယ်ဟိုဩစတြီးယားနေပြီးတော့မှသူရဲ့မိဘတွေကွယ်လွန်သွားတော့အမေရိကန်ကိုပြောင်းသွားတယ်အဲ့ဒီအမေရိကန်မှာနောက်အိမ်ထောင်ပြုလိုက်တယ်အဲ့ဒီကော်လိုရာဒိုမှာပဲကျောင်းဆရာမှအလုပ်တာပေါ့အခုအခုတတိတက်ရှိတင်ရှားရှိတော့မှာကော်လိုရာဒိုမှာ စော်ဘွားစัจจาဆိုင်ဟာအမေရိကန်မှာကြောင်းတက်ခဲ့စဉ်ဩစတြေးလျသူနဲ့အကြောင်းပါပြီးနောက်ပိုင်းတီဘောမှာနေထိုင်ခဲ့ကြပါတယ်။ခင်မီသူဖြစ်တဲ့အပြင်စံပြိုးရေးကိုလည်းအထူးအားပေးသူလို့တချို့မှတ်တမ်းတွေကရေးသားပါတယ်။ဇနီးဖြစ်သူကမဟာဒေဝီစက်သူဆန်နီလို့အမည်ရပြီး သူရေးသားတဲ့ Twilight Obama စာအုပ်မှာခင်မွန်းဖြစ်သူစัจจาဆိုင်ဟာစစ်အာဏာရှင်တွေကဘတ်ထူးမြို့မှာထိမ့်သိမ်းခဲ့ပြီးကွပ်မျက်ခဲ့တယ်လို့ရေးသားထားကြောင်းလည်းသိရပါတယ်။ အဲ့ဒီဟော်နန်းကို1924ခုနှစ်မှာတည်ဆောက်ခဲ့ပြီးစော်ဘွားအဆက်ဆက်နေထိုင်ခဲ့ကြတာပါ။ရှမ်းစော်ဘွားမျိုးဆက်တွေကို1962ခုနှစ်ကစလို့2005ခုနှစ်အထိနိုင်ငံရေးအမှုတွေနဲ့စွဲချက်တင်ကထောင်ချခံခဲ့ရတာတွေနဲ့ပတ်သက်လို့ဆက်မွန်းဆိုင်စင်ကအခုလိုပြောပါတယ်။စောက်ကြဆောင်ကကျတော့တားလေးရောတမိတယောက်ထုံးရတယ်အကြီးဆုံးတားကစောက်ဦးကျ။2005ခုနှစ်မှာနိုင်ငံရေးမလုပ်တဲ့နိုင်ငံရေးကျင်းပဖြစ်သွားတယ်။ 2013နဲ့ကြာခံလိုက်ရတယ်ဒါပေမဲ့2009မှာပြန်လွတ်လာတယ်။ဟော်ဝင်းအတွင်းမှာတော့တီဘောစော်ဘွားအဆက်ဆက်ကမှတ်တမ်းဓာတ်ပုံတွေထားရှိတဲ့အပြင်ဒုတိယကမ္ဘာစစ်မှာဘုံးတံကြောင့်ပျက်စီးသွားတဲ့ဟော်နန်ဟောင်းအတွင်းက သုံးဆောင်ပစ္စည်းတချို့ကိုလည်းပြသထားပါဗျ။ စော်ဘွားဆက်ကြဆိုင်နဲ့ဩစတြေးလျသူတို့ဇနီးမောင်နှံနေထိုင်ခဲ့စဉ်ကတီဘောမြို့မှာကျန်းမာရေးပညာရေးအထူးအားပေးကူညီခဲ့သလိုစိုက်ပျိုးရေးမှာလည်းခင်မီဆက်ကရိယာတွေနဲ့ထွန်ရက်စိုက်ပျိုးနိုင်အောင်ကြိုးပမ်းခဲ့တဲ့အတွက်ဆက်ကြဆိုင်နဲ့စော်ဘွားမိသားစုကိုတီဘောမြို့တဝိုက်မှာလေးစားခဲ့ကြတယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီလိုတီဘောစော်ဝါတွေနဲ့တခြားစော်ဝါတွေဟာလည်းဥနေဝင်းရဲ့စစ်အာဏာရှင်လက်ထက်မှာဖန်စီထိမ့်သိမ်းခံခဲ့ရပါတယ်ခင်ဗျာ။ အခုတခါနိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက်ရန်ကုန်မြို့ကတန်ဃာတော်ဦးရခဝန်တခီးရှိချီတက်လမ်းလျှောက်ဆန္ဒပြနေတဲ့အကြောင်းထုတ်လွှင့်မှာပါရှင်။သမ္မတဦးစင်းစိအစိုးရလက်ထက်မှာလူငင်းချမ်းသာအခွင့်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလှုပ်ပေးခဲ့ပေမဲ့လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေရှိနေသေးလို့ရန်ကုန်တကုံးမြောက်ပိုင်းမကွေးကျောင်းတိုက်မှာဆရာတော်ဦးရခဝန်တကအခုလိုတကူတော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ရတာလို့ပြောပါတယ်။ဇန်နဝါရီလ6ရက်နေ့ကစခဲ့တဲ့ခီးစဉ်ကို ရင်းနှံချောင်းမှာညအိရနာပြီးဇန်နဝါရီလ9ရက်နေ့မှာမကွေးစုဥတည်ရှောက်လန်းခဲ့တာဖြစ်ပါတယ်။ဆရာတော်ဟာပြည်နဝေးသရားကနေရခိုင်ပြည်နယ်ဥသမပန်းချံအထိနိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးအောင်စန္ဒဖော်ထုတ်လမ်းလျှောက်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ဒီ ABB နဲ့ဆွေးနွေးတာပေါ့နော်။အခု legend ကသူတို့ကဟိုလူသဲမှုတွေရှိတယ်၊ဓမြမှုတွေရှိတယ်၊ဖောက်ခွဲတွေရှိတယ်။အဲ့ဒါကြောင့်လွှဲမပေးဘူးဆိုတော့ အဲ့ဒါပြောထားတာရှိဆိုတော့ဦးစင်းတို့ကတော့ဦးစင်းတို့နိုင်ငံရေးကျင်းသားတွေဖြစ်တယ်ဦးစင်းတို့ဒီမဆာလာခေတ္တခေတုံကဒီဖက်ကိုရှစ်ဆစ်ရှစ်ကိုပြောင်းလိုက်တဲ့အခါမှာဒီနာဖားလက်ထက်ထဲမှာနိုင်ငံရေးပုံမဆိုတာမရှိဘူးဟိုငါညာတို့ဟိုဂျန်တဲ့အမှုတွေနဲ့ရောသွမ်းပြီးတော့နိုင်ငံရေးအမှုနိုင်ငံရေးသမားတွေကိုထိထားတယ်အဲ့ဒီမှာအမှုပေါင်းစုံပုံမပေါင်းစုံထိထိပြီးတော့အဲ့လိုလှုပ်ထားတာရှိတယ်အခုလေဒီနိုင်ငံရေးပုံမတွေမရှိဘူး ဒီဒေဒီမှုတွေရှိတယ်ဆိုတော့ဦးစင်းတို့ဖက်ကကဒါနိုင်ငံရေးနဲ့နှွေနေတဲ့အမှုတွေဖြစ်တဲ့အတွက်ကြောင့်ဒါကိုဟိုတန်းထိုင်ရင်တော့ပလဲပေးပါပါနိုင်ငံရေးသမားတွေကိုဟိုဒီဒေဒီမှုတွေကိုရှေ့ပါပေးပါပလဲပေးပြီးတော့အမြင်ဆုံးဖက်ပေးပါအဲ့လိုတောင်းဆိုရှင်းတာပေါ့ခီးစင်တစ်လျှောက်မှာမကွေးတိုင်း NLD အဖွဲ့ချုပ်ဝင်များကလိုက်ပါဆောင်းလျှောက်ခဲ့ပါတယ်ဒီလိုလှုပ်ဆောင်တာဟာအဖွဲ့ရဲ့အညွှန်ကြားချက်မဟုတ်ဘဲမိမိတို့ရဲ့သဘောဆန္ဒအရာ ဆောင်ရွက်တာလို့မကွေးတိုင်း NLD ဥက္ကဋ္ဌဦးသိန်းစောကပြောပါတယ်နိုင်ငံရေးကျင်းသားတွေလို့ဟုတ်လားသူရဲ့ဆောင်ရွက်ချက်ပေါ်မှာလေးစားပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာလို့လဲဆိုရှင်ဒီပေါ်မှာသူ့ရဲ့ကျမ်းမာရေးကိစ္စဒါနေထိုင်ရေးကိစ္စလိုအပ်တဲ့အကူအညီပေးနိုင်ဖို့အတွက်ဝိုင်းဝန်းအကူအညီပေးတဲ့ပေးတဲ့အနေအထားမျိုးပါမကွေးတိုင်းဒေသကြီးသာသနာရေးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးတန်းစိုးကလည်းတောင်းနေရွာအရောက်မှာ ဆရာတော်အားတွေ့ဆုံမေးမြန်းလျှောက်ထားခဲ့ပါတယ်ကိုရောက်မှမြေပုံကျေအောင်မယ်ဩမမမမမပုံစံမျိုးကောင်းမလဲပေါ့မဟုတ်ဘူးမဟုတ်ဘူးဆရာတော်ဟာလိုင်းစာငင်းညာရေးလမ်းလျှောက်ချီတဲ့ပွဲရန်ကုန်မန်းလေးလမ်းလျှောက်ပွဲနဲ့မန်းကလေးမှာရခိုင်လမ်းလျှောက်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်အခုတခါကမန်းကလေးမှာရခိုင်ပြည်နယ်ဥသမပန်းချံအထိခီးစဉ်လက်ကြံဖြစ်တဲ့မကွေးတိုင်းဒေသကြီး6မြို့နယ်ဂွေးပင်မှာစတင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်ထီခီးစဉ်တွေမှာလက်ကျန်နိုင်ငံရေးကျင်းသားတွေကိုလူငင်းချမ်းသာခွင့်မပြုခဲ့ပါကရခိုင်ပြည်နယ်ဥဒမပန်းကြံအထိဆက်လက်လျှောက်လန်းစန္ဒဖော်ထုတ်သွားမယ်လို့သိရပါတယ်ခင်ဗျာအရဖေတဲ့နောက်ကိုစောတူးတင်ပြသွားတော့ပါရှင်ဒီညအတွက်အရဖေရုပ်မြင်သံကြားအစီအစဉ်လေးလည်းဒီမှာတင်ပြဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါလိမ့်ရှင်